သင်္ကပါမတည်ဘူးပါရှင် cross time band တို့လေးဆွဲပြမယ် time band ကိုအခုခင်ဝတ်တဲ့ main ကလေးတွေဝတ်တဲ့ဘောင်းမီတို့လေးပေါ့နော်အဲဒါလေးကို file လို့လဲဆိုလို့ရှိရင်ဒီကခါရယ်တင်းရယ်ကိုဘောင်းမီလိုချင်တဲ့အရှိလောက်ပေါ့နော်အဲဒါလေးမယ်အဲဆိုရင်ခါကျတော့ခါကကျတော့စင်ကြီးနဲ့ပြရအောင်နော်စင်ကြီးညာက84 cm အဲဒါလေးတော့တင်းကကျတော့တရား ီရင်အရှိရကျတော့အားလုံးကျွန်တော်ခင်ဗျာနော်ဟိုပုံလိုချင်တဲ့အရှိတိုင်းပေါ့အဲ့ဒါဆိုရင်အဲ့ဒါကြောင့်ကျွန်တော်စစချင်းမှာနံပါတ်1ဘာလို့လဲဆိုလို့ရှိရင်တင်တံမိုးကိုတွက်ဖို့လိုမယ်တင်တံမိုးကိုတွက်ဖို့လိုမယ်ဆိုလို့ရှိရင်တင်တံမိုးကိုတွက်ဖို့အားကြတော့တင်ကို၄နဲ့စားမယ်ပြီးရင်ကွာစာ3 cm ပါမယ်အဲလက်မသမားတွေကကြတော့တင်ကို၄နဲ့စားပြီးလို့ရှိရင်တလက်မကွဲပေါင်းလိုက်ပါနော်စင်တီမီတာဆိုတော့3နဲ့ပေါင်းပါပေါ့အဲဆိုရင်ကကြတော့ တင်ကတရားနှစ်ကို၄နဲ့စားမယ်ပြီးရင်3 cm ပေါင်းမှာပေါ့နော်အဲ့ဒါဆိုပေါင်းလိုက်တော့မချရမယ်ဖြစ်28.5 cm ရတယ်အဲ့ပြီးတော့ထက်ဂွားတံမိုးပေါင်းမယ်ဂွားတံမိုးတွက်မယ်ဂွားတံမိုးတွက်မယ်ဆိုရင်ဂွားတံမိုးကျတော့တင်ကို၄နဲ့စားမယ်ပြီးလို့ရှိရင်5 cm ပေါင်းမယ်5 cm ဆိုလို့ရှိရင် လက်မသမားတွေကလက်မပေါင်းလိုက်ပေါ့နော်အဲ့ဆိုတင်ကဆိုတော့100နဲ့4နဲ့စားမယ်ပြီးတော့5စင်တီမီတာပေါင်းမယ်ဆိုလို့ရှိရင်30သတ္တမ5ရမယ်အဲ့ပြီးလို့ရှိရင်နောက်ထပ်တစ်ခုအကြောင်းမတော်ကဘောင်းမီချုံမယ်ဆိုလို့ရှိရင်အရှိအရှိကွာနဲ့အနောက်ကွာနဲ့ဆိုပြီးတော့ရှိတယ်အဲ့ဆိုလို့ရှိရင်အရှိဘက်ကွာကိုကြတော့အရှိဘက်ကွာကြတော့5စင်တီမီတာထုံးမယ်အနောက်ဘက်ကွာကိုကြတော့9စင်တီမီတာထုံးမယ်လက်မသမားတွေကကြတော့နလက်မပေါ့နော် 9 cm ဆိုရင်3.5ပေါ့နောက်ထပ်အဲ့ဒါပြီးလို့ရှိရင်ဘာလို့ဘာလို့လဲဆိုတော့ခါတံမိုးအတွက်ပို့ဆိုရှင်ခါကို၄နဲ့စားမယ်ပြီးလို့ရှိရင်အဲထောက်စာပေါင်းပေါ့နော်တန်လေးလို့လည်းခါကြတော့80နဲ့၄ကို၄နဲ့စားမယ်ပြီးရင်ထောက်စာကြတော့အမတို့ကစင်တီနဲ့ဆိုလို့ရှိရင်4စင်တီပေါင်းမယ် က်4ကို4နဲ့စားမယ်ပြီးလို့ရှိရင်ဟောက်ထက်4ပေါင်းမယ်အဲဆို20နဲ့ဒီမှာအဲဆိုဒီရလေးရမယ်ပေါ့နော်ဒီတိုင်းလေးရတဲ့ဟာလေးကိုပထမဆွဲလိုက်နော်မဆုံးတောင်းမှန်နေလေးရတယ်ပေါ့နော်တောင်းမှန်နေလေးရတယ်ဒီစုံကြီးရအောင် ားဆိုလို့ရှိရင်နောက်မှမြင်နေဆွဲလိုက်ရင်ဆွဲပြီးလို့ရှိရင်အမတို့ကအဲဒါကြောင့်တော့ခါမြင်ပေါ့နော်ခွန်ခွန်မြင်တော့ရှိလို့ခါမြင်ပေါ့နော်ခါမြင်ဆိုရင်ခါမတ်ထားလိုက်မယ်ပြီးလို့ရှိရင်ဘွားထုံမယ်ပေါ့နော်ဘွားထုတ်တဲ့အခါကျတော့အမတို့က30ဘွားကိုတွက်ခဲ့တာ30တသမ500ရယ်အဲ့ဒါဆိုလို့ရှိရင်ဒီက30ချင်းတော့ပါ30တသမ5ဆိုရှင်ဒီကနေ30တသမ5မှာမှတ် ုံးဆွဲဒီမှာနားမှာမလိုက်နဲ့အဲ့ရာခွာနေပေါ့နော်ဆုံးတဲ့ကမာမာမမယ်အဲ့ဒါပြီးလို့ရှိရင်ဒီခွားကိုအခွားခွားနဲ့ခါနဲ့ကြားထဲမှာတင်တံမိုးထည့်เสียရှိအဲ့ဒါဆိုရင်အခါကျတော့အမတို့ဒီရဲဟာကို၃ပုံပုံလိုက်မယ်၃ပုံပုံလိုက်တော့30.5ဆိုတော့10ကျော်လေးစီရမယ်ပေါ့နော် လေးနဲ့တောင်းပန်ဆွေးနွေးအပေါ်တလိုင်းကိုမြင်ဒီဒုတိယနိုင်ကကျတော့တင်မြင်တင်မြင်ဆိုရင်အဲဒါကျတော့တင်တံမိုးထည့်တာအရင်တင်မြင်နေရတင်တံမိုးထည့်တဲ့အခါကျတော့အမတို့တင်တံမိုးထွက်ခဲ့တာ တွက်ခဲ့တာ28.5ရာအဲ့ဒါဆိုရင်အဲ့ဒီနေရာမှာ28.5တက်မှုတက်မှုထည့်လိုက်တယ်ကျတော့ဒီနေရာတင်တမိုးရသွားပြီပေါ့နော်တင်ကားကြတော့အာ ပြင်ကိုလေးနဲ့စားပြီးတော့၃ပေါင်ထားဒါဖြစ်ရှင်ဒီမှာလေး၃ပေါင်ပေါ့ပါတော့အဲ့ဒါဒီဥစားအမတို့ဆွဲနေတာရှေ့ချံဖြစ်တယ်ရှေ့ချံဆိုတဲ့အခါကျတော့ခွာတံမူကရှေ့ချံရဲ့ခွာတံမူကကျတော့5 cm ထုံးပါလက်မနဲ့ဆိုရင်လက်မထုံးပါအဲ့ဆို5 cm ဆိုလို့ရှိရင်ဒီကနေဒီဒီရဲ့အမတ်ကလေးကနေဒီဘက်ကို5 cm နှိမ့်လိုက်မယ်အဲ့ဒါပြီးလို့ရှိရင်ဒီကနေ လာဆက်မယ်ဆိုဒီငင်းလေးနဲ့လာဆက်မယ်လာဆက်လို့ရှိရင်ငင်းခွေးလေးနဲ့ပဲဆက်ငင်းခွေးလေးနဲ့ပြပြလေးဆက်ပါနော်ငင်းခွေးလေးရပါတယ်ရပါတဲ့ခါကြောင့်လို့ရှိရင်ခါမြင်ခါမြင်ဆိုတဲ့ခါကျတော့ဒီကနေဒီဒီဘက်အထဲကို1.5 cm တောင်ခိုင်းတယ် 沙子啊，都好呢。我是我买的是阿妈买，妈买的就是，我的沙拉，沙拉就是。ဒီကနေအောက်ကို1 cm စောင်းထားလိုက်မယ်1 cm ကိုဒီဘက်ထိပ်ကလေးနဲ့ဆက်ထားပါမယ်နော်ဆက်ပြီးလို့ရှိရင် ဒီဒီနှစ်ခုရဲ့ဒီဒီရဲ့မြင်နဲ့ဒီဘက်ကမြင်နဲ့ကိုတဝက်ဝက်မယ်ဘာလို့တဝက်ဝက်လဲဆိုတော့ကျွန်တော်ဒေါက်ထဲမှာမို့လို့ဒေါက်မြင်ဆဲမှာမို့လို့တဝက်ဝက်တာတဝက်တဲ့ဆိုကျွန်တော်ဒီရဲ့မြင်က28ဒသမ5ရ28ဒသမ5ဆို14ဒသမ15ပေါ့နော်ဆိုတော့အင်းအင်းနေရာမှာဘောလေးပြောလေးဆွဲလိုက်ရအောင် ဆွဲနေရနေဒီကနေ73 cm မှာလိုက်မယ်73 cm မှာမယ်ခါပြီးလို့ရှိရင်ဘောက်ကကျတော့မတော့ဘောက်တံမိုးကကျတော့4 cm ပေါင်းနေရလေ4 cm ဘောက်တံမိုးက4 cm ပေါင်းနေရဆိုဒီဘက်ကို2 cm ဒီဘက်ကို2 cm မှာလိုက်မယ်ခါပြီးလို့ရှိရင်ဒီ73 cm နေရာနေမှာသူတို့လေးဆက်လိုက်မယ်အဲ့ဒါဘောက်ပေါ့နော် ီနေရာလေးရထောက်ပြီးထောက်ပြီးအဲ့တော့မတော့ခါတံမိုးထဲမှာခါတံမိုးကကြားတဲ့ခါကျတော့အဲခါကိုလေးနဲ့စားပြီးတော့ထောက်တံမိုးလေး4 cm ပေါင်းထားပြီးရ22.5ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီဘက်ကိုဒီကထောက်တံမိုးရောပါပြီးရော22.5မှာမှတ်မယ်22.5မှာမှတ်လိုက်မယ်မှတ်ပြီးလို့ရှိရင်ဒီရဲ့မြင်လေးနဲ့ဒီမြင်လေးနဲ့ကိုပိတ်ပြီးနဲ့ဆက်လိုက် ာတတ်မှုရတော့ဘူး။အဲ့ဒီမှာအရင်အရှိန်ရနေတဲ့အတွက်ဒီအောက်ကိုနောက်ထပ်10စင်တီမီတာပဲဆင်းပြီးတော့အရှိန်လိုက်မယ်။ဥပမာအတူလေးကိုရခြင်း16ဒေါ်လာတော့18ဒေါ်လာတော့ဟိုကိုလိုချင်တဲ့လောက်အရှိန်ယူမယ်ပေါ့နော်။ကိုလိုချင်တဲ့နေရာ ပြင်လို့တော့စဲဒီဥစ္စာလို့ချတယ်အဲ့ဆိုလို့ရှိရင်ဒီနေရာမှာမတော့ဒီထောက်ကလေးရလည်းဖြတ်ထုံးမဲ့ပိုင်းလေးပေါ့နော်ပြီးရင်ဒီအပေါ်က1 cm စောင်းထားတဲ့ပိုင်းလေးရလည်းဖြတ်ထုံးမဲ့ပိုင်းလေးဒီဘက်က1.5 cm ပါတဲ့ပိုင်းလေးရလည်းဖြတ်ထုံးမဲ့ပိုင်းလေးအဲ့ဆိုလို့ရှိရင်တော့တော့ဒီအမဒီဥစ္စာလေးကိုအလိုဆက်ပြမယ်အမတို့ဒီမဲ့ပိုင်းလေးရောပေါ့နော်ဒီမဲ့ပိုင်းလေးကိုဒီနေရာလေးရှင် ုံလေးဖြစ်နေဒီနွမ်းရောင်လေးနဲ့နွမ်းရောင်လေးပြီးရင်ဒီနေရာလေးကတော့ထောက်ထည့်မယ်ပေါ့နော်အဲ့ဆိုရင်အနောက်ခြမ်းလေးစမယ်နော်အနောက်ခြမ်းလေးကဒီဘက်ခြမ်းလေးဆိုလို့ရှိရင်အဲဟိုဘက်ခြမ်းတိုင်းမယ်အလိုလေးယူမယ်။ဟာမြင်လေးယူမယ်။ဟာမြင်ပြီးလို့ရှိရင် ။အော်ဆိုတော့ဟောမီမော်တင်ကြည့်ရအောင်။ဒါပြီးတော့ဒါကြတော့ဟောမီပေါ့နော်။ဒီဆောင်ပါဖောင်းနေတယ်အဲ့ဆိုလို့ရှိရင်ဘဝကအတိုင်းပဲယူလာမယ်ဒီကနေ့ channel ကြီးอ่ะဒီရဲတင်တန်မွားကြတော့ကျွန်တော်က28သတ္တမငါအဆွေဖက်ဆိုဒီကနေ့28သတ္တမငါမတ်မယ်28သတ္တမငါမမခင်ဒီနေရာမှာ1 cm လောက်1 cm မှတ်လိုက်1 cm မှတ်ပြီးလို့ရှင်ဒီကနေ့အလိုဆွဲလိုက်မယ်အဲ့ဒီရဲ့ခါကျမှဒီဘက်ကို28သတ္တမငါကိုမတ်မယ်28သတ္တမငါကိုမတ်တော့ဒီနေရာမှာဆောင်းပါဦး အဲ့ဒါပြီးလို့ရှိရင်အရှိချမ်းမှာကျတော့5 cm ထုတ်ခဲ့တာအနောက်ချမ်းကွာဆိုတော့အနောက်ချမ်းကွာကျတော့9 cm ထုတ်မယ်9 cm ထုတ်တော့ဒီနေရာမှာဒီနေရာမှာဆက်ပြီးလို့ရှိရင်ဒီဘက်ထဲကွာကျတော့3.5 cm ပေါ့4 cm ဝင်လာတယ်။ဒီနေရာ4 cm ဝင်လာလို့ရှိရင်ဒီနေရာကနေမှဒီလိုလေးအပေါ်ဆွဲတက်လိုက်စောင်းလေး ဆောင်းဆောင်းလေးပြီးလို့ရှိရင်ဒီအပေါ်ကကျတော့ 2.5cm တက်လိုက်မယ်။ဒီပေါ့နော်။အဲ့ဒါဆိုရင်ဒီအမတ်လေးနဲ့ဒီရဲ့အမတ်လေးနဲ့ကိုပေးခွေးလေးနဲ့ဆက်မယ်။ဆက်တဲ့အခါကျတော့လိုလီးဆက်မယ်။ နေကြပဲယူပါလိုက်တယ်ဆိုတော့လာတဲ့ဒီဥစားလေးကိုအလိုအရင်ထည့်ဆွဲချတာနော်အဲ့ဒါပြီးမှဒီအောက်ကရှိရဲ့ပေါင်ဝါကိုကိုကကကားလေးလိုချင်တာလားတက်တက်လေးလိုချင်တာလားဆိုတော့ကိုရဲ့ပေါင်လုံးပေါင်ရင်းနေရာကိုဒီဒီအရှိန်နေရာမှာရှိတဲ့ပေါင်ဝနေရာကိုတိုင်းပြီးရဲ့အခါကျတော့ပြန်ပြီးတော့မှ ဒီဥစားအောင်စားလို့ရတယ်စားလို့ရတယ်ဆိုအဲ့အတိုင်းလေးနဲ့ချိန်ပြီးတော့ပြန်ညှိလို့ရအမအပွားဝင်မှာမလို့ဒီဥစားအောင်လောလောဆယ်ထည့်ထားတာခါဘယ်လိုထားကြောင်းဒီနေရာမှာတင်တံမိုးထည့်ပြီးသွားတယ်တင်တံမိုးထည့်ပြီးသွားပြီဆိုရင်ခါတံမိုးထည့်မယ်ခါတံမိုးကကြောင်းမှာတော့ခါကိုလေးနဲ့စားပြီးတော့စား4စင်တီမီတာပေါင်းထားအမလောလောဆယ်ဒီဥစားအောင်ဒီဥစားအောင်စားလိုက်စားလိုက်တဲ့အခါကျတော့ဒီရဲ့ဟာကဒီရဲ့တံမိုးက ရှင်ဒီ20နှစ်သမားကအောင်မလို့ရှင်ဒီအန်းနေဒီချီ20နှစ်သမားကရှင်အဲ့ဒီရဲ့တဝက်ကိုမှန်လိုက်မယ်စတိသမားနေမှာပေါ့နော်အဲ့ဒီရှင်အဲ့ဒီနေအားနေမှာတောက်ကိုအလုံးဆုံးဆောင်လေးထည့်မယ်ဆုံးဆောင်လေးကဘယ်ထိထည့်မလဲဆိုလို့ရှင်12စင်တီမီတာပဲထည့်မယ်စနစ်စင်တီမီတာပေါ့နော်အဲ့ဆိုဒီကနေ12စင်တီမီတာမှတ်လိုက်မယ်မှတ်လိုက်တဲ့အခါကျတော့ဒီကနေ2စင်တီမီတာနဲ့ဟိုဘက်ဒီဘက်အလို့

C'est bien mieux. channel လေးနောက် channel ကိုစီးရမှာတောက်ထည့်တယ်။နောက်ကစီးတောက် stress နေတယ်။ဒီလိုက2 cm ဒီအရှိအကြတော့3 cm ရှိတယ်။လို့လေးဖြစ်မှာပေါ့နော်။အဲဆိုဖြစ်နေဆိုလို့ရှိရင်အရှိကျမ်းမှာကျတော့အဟောက်အိတ်ကလေးထည့်ခြင်း။ဟောက်အိတ်ကလေးထည့်ဆိုဟောက်အိတ်ကလေးဆက်ပြမယ်နော်။ ကယ်ဖောက်အိတ်ထောင်လေးထည့်မယ်ဖောက်အိတ်ထောင်လေးထည့်မယ်ဆိုလို့ရှင်ဒီဒီနေရာနေမှာဒီဘက်ကို4 cm လောက်ဝင်ရမယ်4 cm လောက်ဝင်ပြီးလို့ရှင်အောက်ကို6 cm လောက်ဝင်ပါမယ်နော်ဒီဘက်ကို6 cm လောက်ဝင်ပါမယ် ဆိုလို့ရှိရင်ဒီဘက်ကနေ4 cm မှတ်လိုက်4 cm မှတ်ပြီးလို့ရှိရင်အောက်ကိုတောင်းမှန်မြင်လေးဆွဲချမယ်။တောင်းမှန်မြင်လေးကဘယ်ကြည့်ဆွဲချမလဲဆိုဒီကနေအောက်ကို5 cm လောက်ရောက်တဲ့ကြည့်ဆွဲချမယ်ပေါ့နော်။ဒါဆိုရင်ဒီကနေဒီဘက်ကိုပြင်ပြလိုက်။အဲဒီလိုရတဲ့အခါကျလို့ရှိရင်ဒီဘက်ကိုလည်း5 cm မှတ်လိုက်။ ဆိုရင်ဒီကနေဒီကိုကျင်းကွေးလေးနဲ့ဆွဲလိုက်မယ်။ဘာလို့လဲဆိုတော့အဲ့တော့ကွေးလေးရတယ်။အဲ့ဆိုရင်ဒီနေရာလေးက8000ထဲမှာ8000လေးထဲမှာဆိုတဲ့အခါကျတော့ဒီရန်လေးတူတူတူဟာကိုနှစ်ချက်ယူနှစ်ချက်ယူအဲ့ဒါအစားလေးညပြပြတယ်နော်အဲ့ဒါဆိုလို့ရှိရင်8000နဲ့ ချက်ဒီဘက်ကနေဒီချက်လို့ပြောပြီးအဲ့ဒါဆိုရှင်ဘောင်းမီတိုလီရဲ့ပတံပြီးသွားရင်ဒါကတော့အရှိတန်းဒီဘက်ကအနောက်ချမ်းပြီးလို့ရှင်အိတ်ဆောင်လေးနဲ့ပါမယ်ပေါ့နော်ဒီဥစ္စာချုပ်စာမပါပါဘူးချုပ်စာကတော့ဒီအပေါ်မှာနောက်ထပ်1 cm တန်းရ1 cm ဒီဘက်ကလည်း1 cm ဒီဘက်ကလည်း1 cm အဲ့ဒါပြင်အောက်ကဒီကအောက်ခေါက်စာလို့ပါမယ်အဲ့ဒါဆိုရှင်ညလို့ရှင်အရှိတန်းကိုနှစ်ခုနောက်ချမ်းနှစ်ခုညရပါမယ်